ဲ့အခုကတော့မေလ16ရက်နေ့အတွက်ရွှေစကားငွေစကားဟောကြားကြမှာဖြစ်ပါလေခင်ဗျာကျေးဥစွာတနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုကင်းမျိုးမှာကလေကန်ထူးတတ်တယ်သူများတကာတွေအတွက်ခက်ခဲပိတ်ဆို့နေပါဆိုတဲ့ကိစ္စတွေတောင်ကိုယ့်အတွက်လွယ်ကူနေတတ်တယ်အဆင်ပြေနေတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်းအပမိုးကောင်းတွေရောက်လာတတ်တယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ ၊စုတို့ဘွဲ့တို့ယာရုကုန်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအခွင့်အရေးကောင်းကြုံတတ်တယ်။အလူမင်္ဂလာပွဲလမ်းတပင်အစီအစဉ်၊ဘာသာရေးနဲ့ပတ်သက်တဲ့အစီအစဉ်တွေမှာအခွင့်အရေးကြုံတတ်တယ်။မြေကိစ္စ၊ဖုံးကိစ္စ၊အမွေကိစ္စ၊ပရိဘောဂပေပြောင်းပန်းပရိမကြီးပပုအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါလေခင်ဗျာ။ဒါသမီးအောက်လည်းငယ်သားတို့အလုပ်ကမကိစ္စအဝဲအထည်ထိပ်ပနံကိစ္စတို့တော့နည်းလေးသတိထား။ဒီလိုကိမျိုးမှာတနင်္ဂနွေသားသမီးတွေကမိမိအိမ်တောင်ပဲ မိမိချစ်သူရည်စားနဲ့ပတ်သက်လို့မတင်မကျစိတ်နှခွဖြစ်စရာလေးတွေဒါကြုံရတတ်ပါတယ်။ကဲတနင်္ဂနွေသားသမီးတွေကံရဲ့အပမိုးရရှိသေးဖို့ဆိုရင်အဝါရောင်တို့အပြာရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဆပ်ပြာကလေးတစ်ခဲရစင်မြေတင့်တော်တဲ့ဆပ်ပြာကလေးနဲ့တို့ခောက်ပြီးစုတောင်းပါအကောင်းလက်ခွင့်စီမဲ့နံပါတ်တွေကနန်းတွေက 6ကနန်း5ကနန်းနေဖြစ်ပါတယ်။ကဲတနင်္ဂနွေသားသမီးတွေကံရဲ့အပမိုးရရှိသေးဖို့ဆိုရင်ဆေးဝါတော့မဟုတ်ဆေးဘိုးဝါကလှူဒန်းတဲ့ကုသိုလ်ပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာ။ဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများလုပ်ငန်းတွေအချိန်ညှင့်မာတို့အတစ်ဆမာတို့တိုးချဲ့မာတို့ခရီးသွားပြီးလုပ်ရတဲ့အလုပ်တို့အလုံးကောင်းနေအဒီအနံရေတွဲကုံတစ်တန်တော့တဲအဒီအနံဟင်းဒီဟင်းရွက်တတိဝလံတစ်ပင်ရေတွဲကုံ ဖြော်ရမကားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေတိုးသင့်ချဲ့တဲ့နဲ့အပြိုင်အဆိုင်အခြေအနေစူးစမ်းမဲ့ကိစ္စများလည်းအောင်မြင်နိုင်သောဂိမ်းဖြစ်ပါတယ်ဗျာ။ကဲအဲ့တော့နည်းနည်းလေးတော့မောတော့မောမယ်တိုးတော့ပျော်စရာကြီးအင်းအာတုံမီစူးစမ်းပြီတော့ဒီလိုဂိမ်းမျိုးမှာအိနီချင်းကြောင့်လူကြီးမိဘဆရာသမားကြောင့်နည်းနည်းလေးစိတ်နှောက်ရှက်လေးဖြစ်ရတာတည်းမိမိတို့ရဲ့အိမ်အောင်ဘက်ချစ်သူကြီးသားတွေနဲ့မထင်မှတ်တဲ့ရုပ်တရက်အပြောင်းအလဲတွေမြန်မြန်ဆန်ဆန်နေလာဖြစ်တတ်တယ်မြို့ ကဲတင်းလာသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင်အပြာရောင်တို့အနဲ့ရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝိဇ္ဇံသုံးသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်တရရဲ့ယူလေးတထုပ်သို့မဟုတ်လေတရရဲ့ခန်းလေးတစ်ခန်းနဲ့ရိုက်ပုတ်ပြီးတော့ချူတောင်းပါကံကောင်းလက်ခွင့်စေမဲ့နံပါတ်တွေကနန်းတွေက6ကနန်း9ကနန်းတွေဖြစ်ပါတယ်ကဲတင်းလာသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင်လျှောက်သီးတို့ဒူဒန်းနဲ့ကုသိုလ်ပြုတ်ပြီးတော့ ကဲတံပွင့်တံမြင့်ကြပါသေးခင်ဗျာမြတ်စွာဘုရားမှာပဲလူကြီးပေါင်းနေမိတ်ဆွေတို့ကိုပဲဒါနာပေးပါနော်ဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများဒီလိုကိမျိုးမှာငွေကန်ထူးထူးခြားခြားကောင်းတယ်ဝင်ရိုးဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတတ်တယ်ထီပေါက်မွဲပေါက်ဆူရရာဓုတိုးတို့မျိုးကန်ထူးတတ်တယ်တံမိုးကြီးပစ္စည်းတွေဝယ်ယူဆူဆောင်းမဲ့အစီအစဉ်မျိုးကောင်းတယ်ကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ချက်ငါကြံကုန်ငရုတ်ချက်သောအဲရာမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်ခင်ဗျာ မိမိဥဆောင်ပတ်သက်ပြီးတော့အလှမင်္ဂလာပွဲလမ်းတပင်းတွေလည်းတည်လို့ရတတ်ပါတယ်။ဆွေမျိုးသားချင်းမိတ်ဆွေတွေကိုကူညီထောက်ပံ့ပေးကမ်းခြင်းနဲ့ရည်ရွယ်ချက်များလည်းအောင်မြင်တတ်ပါတယ်ခင်ဗျာ။ဤအိမ်တောင်ဘက်ကိုချစ်သူရည်စားရဲ့ခကြီးနဲ့ပတ်သက်တဲ့ဝမ်းသာစရာတွေအောင်မြင်မှုတွေကြားအောင်ရတတ်ပါတယ်။အာငါသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အဖြူရောင်တို့အပြာရောင်တို့များများပါတော့အဝေးအစားသုံးဆောင်လေးကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။ရောင်းဝယ်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကို ထညက်ခဲလေးတစ်ခဲနဲ့တို့ခောက်ပြီးတော့ဆူတောင်းမှာဒီနေ့ကိုယ်တွေကန်ကောင်းလိုက်ခြင်းစီမဲ့နံပါတ်တွေကနန်းတွေက6ကနန်း2ကနန်းတွေဖြစ်ပါတယ်ကဲကန်ကောင်းစရာရှိတာပို့ကောင်းအញ្ញံခိုက်တွေကြော်ပါပြပြဆိုရင်ကျက်တွန်ကျော်ကဲကျက်တွန်ကျော်ဟိုဆိုင်မှာကျော်တဲ့ကျက်တွန်ကျော်ပဲဖြစ်ဖြစ်ကျွန်တော်ကျက်တွန်ပေါင်းခေါ်လာနော်အဲ့လိုအထုပ်လေးလည်းရှိတယ်အဲ့ဒါကျက်တွန်တစ်ခုခုလူဒန်းပြီးတော့ကံပွင့်ကံမြင့်ကြပါစေဘေးရန်တွေပေါင်းပါလဲကင်းပါချမ်းသာကြပါစေခင်ဗျ ဆက်လက်ပြီးတော့ဗုဒ္ဓဟူသာသမီးမိတ်ဆွေများလည်းဗုဒ္ဓသာသမီးတွေဒီလိုကိမျိုးမှာစိတ်နှက်ခွဖြစ်စရာလေးတွေမတင်မကြမရည်များလေးတွေများရတဲ့စိတ်နှက်ကိုယ်နဲ့မကတ်တွေဖြစ်ပြီးတော့ငွေမှပစ္စည်းမှအဝယ်မှအယောက်မှအဆုံးပြတ်မှားလေးတွေသတိပြုပါကြက်တနာကြမ်းညက်တာအထင်လွဲဆော့ဆွဲခံရတာတို့အဲ့ဒီကိစ္စလေးတွေနည်းနည်းလေးလေ့ယူဆရပါလိမ့်မယ်ခင်ဗျနော်မွေဒီပစ္စည်းတွေအလေလေးအကြပါပြီးများရတဲ့ဒီလိုကိမျိုးမှာအထယ်လေးတို့ထိပနတ်တို့လျှက်စစ်ပစ္စည်းဓာတ်စီဒီဇယ်ဓာတ်တုနှံနွား ကဲအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးပေးတတ်တယ်နိုင်ငံညာနဲ့ပတ်သက်တဲ့အခွင့်အရေးပေါ်တတ်တယ်ဘောရူသားသမီးတွေကမိမိအိမ်တောင်ဘက်မိမိချစ်သူရီးစားရဲ့မောင်နှမသားချင်းတို့နဲ့ပတ်သက်တဲ့ဝမ်းသာစရာစိတ်ချမ်းသာစရာတွေကြုံရတာကြောင့်ပါခင်ဗျာကဲဘောရူသားသမီးတွေကံရင်အပါမို့ရဖို့ဆိုရင်အနှစ်ရောင်တော့မဟုတ်အညိုရောင်များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင် နှင်းစီဘန်းကလေး၃ဘွဲ့ဘာယောင်မွဲဖြစ်ဖြစ်နှင်းစီဘန်းကလေး၃ဘွဲ့နဲ့ရိုက်ပုတ်ပြီးတော့စုတောင်းမှာကန်ကောင်းလိုက်ခြွင်စီမဲ့နံပါတ်တွေကနန်းတွေက၃ကနန်း၇ကနန်းတွေဖြစ်ပါတယ်ကယ်လိုကိမျိုးမှာဗုဒ္ဓသာသမိတွေကန်ရဲ့အပမိုးရရှိစေဖို့ဆိုရင်ဘဲဥပြုတ်ဘဲဥဟင်းဘဲဥကြောစသဖြင့်ဘဲဥနဲ့ပတ်သက်တဲ့လူပွဲပစ္စည်းလူတန်းပြီးတော့ကန်ပွင့်ကန်မြင့်ကြပါစေခင်ဗျဆက်လက်ပြီးတော့ကြာပါရသသမိမိတ်ဆွေများဒီလိုကိမျိုးမှာက စိတ်မောလူမောလေးတွေများတတ်တယ်ကိုကိစ္စပြင်ဆွေမျိုးကိစ္စအပေါင်းသင်းကိစ္စရရွာကိစ္စဒါရီနာရီတွေနဲ့ပါမနိုင်ဝင်နေထမ်းနေရတတ်တယ်မျက်နှာလေးလူကစိတ်တူလဲပေါက်ကွဲလဲပြဿနာသေးသေးလေးတွေနဲ့ကြီးတတ်တယ်ဆိုတာသတိပြုနော်အဲ့တော့စိတ်လိုက်မှန်ပါတွေဂယုစိုက်ပါလူကင်းမျိုးမှာပညာရေးနဲ့ပတ်သက်တဲ့အစီအစဉ်တွေမြေကိစ္စဖုံးကိစ္စအမွေကိစ္စပရိဘောကပေပြောင်းပန်းပရိမကြီးပပုအဲ့ရာမျိုးတွေပညာရေးနိုင်ငံခြားနဲ့ပတ်သက်တာတွေအဓိကထားပြီးစူးစမ်းတက်မာတယ်ကိုအိမ်တောင်ဘက်ကိုချစ်သူရီစားနဲ့ မိတာနိုင်တာစီစဉ်ထားတဲ့ကိစ္စတွေလွဲသွားချော်သွားတတ်တယ်ပြုတ်။ငါဒီလိုကိမျိုးမှာကြာရွေးသားသမီးတွေကံရဲ့အပါမှုရဖို့ဆိုရင်အနဲ့ရောင်အဝါရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါ။မိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဓာမီအားကောင်းကောင်းနဲ့ထိုးပြီးတော့ဆူတောင်းပါ။ဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက၅ကဏ္ဍ၈ကဏ္ဍတွေဖြစ်ပါတယ်။ကံရဲ့အပါမှုရရှိစေဖို့ဆိုရင် မုံတီလှူဒန်းတဲ့ကုသိုလ်ပြုလုပ်ပြီးတော့ကဲကံပွင့်ကံမြင်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများလည်းတောက်ကြသားသမီးတွေဒီလိုကင်းမျိုးမှာကလေအိမ်အဟောင်းနဲ့တက်လုပ်ငန်းအဟောင်းနဲ့တက်တာဝန်အဟောင်းနဲ့တက်အစီအစဉ်အဟောင်းနဲ့တက်နှစ်မျိုးနှစ်ခွာလေးရှင်လာခဲ့ရင်အိမ်တက်လုပ်ငန်းတက်နေရာတက်အစီအစဉ်တက်တာဝန်တက်တွေကိုဦးစားပေးဆုံးဖြတ်တဲ့နဲ့အပြောင်းလဲအပြောင်းအရွှေ့တွေကောင်းတယ်ခြေလုံးချတော့ဖြစ်နေတဲ့ကိစ္စတွေမှာတခုခုပိုင်မနေနိုင်လို့တက်နေတယ် မတင်မကြမရေမရာတွေသွားလုံမိရင်လည်းပဲဆုံးရှုံးနေတာမူကြီးမားတာပြီးတော့ကိုယ့်ဘက်ကပိုင်ပိုင်နိုင်နိုင်လုံနိုင်တဲ့ကိစ္စတွေမှာထိတ်ဆုံးနှံ့ကိုရအောင်အောင်မြင်နိုင်ပါတယ်။ဒါကြောင့်အောင်မြင်လဲထိတ်ဆုံးကြဆုံးရင်လဲအောက်ဆုံးဆိုတာမျိုးလို့အထက်ကြတော့ကျန်းတယ်။အဲတော့ကိုယ့်ဘက်ကပိုင်မနေနိုင်ကြိုးစားတက်ပါတယ်။အထူးသဖြင့်အိမ်အင်စာဦးနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရွေကျက်အစီအစဉ်တွေဆောက်လုပ်ရေးလို့အိမ်ဆောက်ပစ္စည်းလို့ပုတ်တို့ဥတို့အင်းတို့အေးအေးတို့အုံးတို့အဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကိုင်တဲ့ကိစ္စမျိုးတွေကောင်းနေ လူကြီးမိဘဆရာသမားတွေစီမံသွားရောက်တွေ့ဆုံအကူအညီတောင်းခြင်းအကြံဉာဏ်တောင်းခြင်းတွေကောင်းပါတယ်ခရီးသွားပြီးလုပ်ရတဲ့အလုပ်များဦးစားပေးတင်ပါတယ်အဲခါတိုင်းရက်များတဲ့မိတို့အဘိုးတို့လျက်စစ်တို့တကိုးတို့ဒါမျိုးလေးတော့နည်းနည်းလေးပို့ပြီးတော့တရိပ်ထားပါတောက်ကြသားသမီးတွေကမိမိအိမ်တောင်ဘက်မိမိချစ်သူရေးစားရဲ့ခရီးနဲ့ပတ်သက်တဲ့ဝမ်းသာစရာအောင်မြင်မှုတရင်ကောင်းတွေကြားကြုံရတာပါတယ်ကဲဒီလိုကိမျိုးမှာတောက်ကြသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင် အနီယောင်တို့အပြာယောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်စံသုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်အုံညွန်ကလေး6ညွန်ပို့ပြီးတော့အုံညွန်ကလေး6ညွန်နဲ့ရိုက်ပုတ်ပြီးတော့စုတောင်းပါကံကောင်းလက်ရွှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကတော့1ကဏ္ဍ6ကဏ္ဍနေဖြစ်ပါတယ်ဒီလိုကိမျိုးမှာတောက်ကြသားသမီးတွေကံရဲ့အပမိုးရရှိစေဖို့ဆိုရင်တရက်ယူသို့မဟုတ်တရက်တီးတရက်တီးဖြောရည် အဲအဲ့ဒါလေးလှူဒန်းပြီးတော့ကံပွင့်ကံမင်းကြပါစေဘေးအန္တရာယ်ပေါင်းကလည်းကင်းပါချမ်းသာကြပါစေခင်ဗျာဆက်လက်ပြီးတော့စနေသားမိမိတ်ဆွေများဒီလိုကင်းမျိုးမှာစတူတွဲပြီးလုံမကိစ္စစာချုပ်ချုပ်ဆိုလုပ်ကိုင်းမဲ့လုပ်ငန်းတွေစားတော့ကုန်စားတော့ဆိုင်ဆန်းစီစေစားဆက်မှုဆိုင်ပြိုးစိစာအုပ်စာတမ်းအဲ့ဒါမျိုးတွေကြိုးစားတဲ့နေငွေတွေကရစရာကတန်လန်ပေးစရာကတန်လန်ဆိုတော့ဖြစ်တတ်တယ်နည်းနည်းလေးစိတ်မောလူမောဖြစ်စရာလေးတွေရှိတတ်ပေမဲ့ ကိုရည်ရထားတဲ့ကိစ္စတွေကိုပိုင်မယ်နိုင်လောက်တာမျိုးအစပြိုးတာမျိုးအခြေတဲတာမျိုး လုပ်ငန်းတစ်ထူထောင်တာမျိုးအင်အားသုံးပြီးလုပ်တဲ့ ਨੇ အပေါင်းနှံအခြေငါကိစ္စတွေကောင်းနေပတ်စံချီငါပြီးလုပ်ဝမဲ့လုပ်ငန်းများလည်းလုပ်တဲ့နေမျိုးဖြစ်ပါတယ်ဒီနေ့မျိုးမှာစနေသားသမီးကမိမိရဲ့အိမ်တောင်ဘက်ချစ်သူရည်စားတို့ရဲ့ပညာရေးဆိုင်ရာစုတူပွဲတူရာထူးဆိုင်ရာတရင်ကောင်းကြားရပါတယ်ဗျကဲစနေသားသမီးတွေကံရင် အပမိုးရဖို့ နီညိုရောင်တို့အပြာရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးခဲ့ပါရောင်းကုန်ပစ္စည်းလုပ်ငန်းဆောင်ပစ္စည်းတွေကိုဇွန်ကလေးတစ်ချောင်းနဲ့တုတ်တုတ်ပြီးခောက်ပြီးစုတော့မှာဒီနေ့ကံကောင်းလိုက်ခွင့်စီမဲ့နံပါတ်တွေကဏ္ဍတွေက3ကဏ္ဍ6ကဏ္ဍနေဖြစ်ပါတယ်ကံရဲ့အပမို့ရဖို့ဆိုရင်ဇီးယိုသုံးမဟုတ်ဇီးဖြော်ရည်ဇီးသီးနဲ့ပတ်သက်တာလှူဒန်းပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာ